အတန်ထွက်ကောင်းချင်တယ်ဒါပေမဲ့ခက်တာဘယ်ကနေလေ့ကျင့်လို့လေ့ကျင့်ရမလဲမသိရပြဿနာမျိုးချို့လည်းနေတွေကြုံကြရတယ်အန်တချို့တွေကျတော့လေ့ကျင့်စရာလည်းတည်တာလေ့လည်းလေ့ကျင့်တာဒါပေမဲ့မတိုးတက်ဘူးဆိုတာမျိုးပေါ့နော်လည်းတို့ကြုံဘူးကြလားပေါ့လေအန်ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေထဲကတစ်ခုကကိုယ့်ရဲ့အတန်ထွက်အားနည်းချက်တွေကိုကုစားခြင်းမရှိလို့ဖြစ်ပါတယ်ပြောချင်တာကိုယ့်ရဲ့အတန်ထွက်အားနည်းခြင်းမှာဗျာ reason တချို့ရှိနိုင်တယ် or maybe အားနည်းချက်ကိုဖြစ်စေတဲ့အရာတချို့ရှိနိုင်တယ် and အဲ့ဒါကိုပြုပြင်မှုမရှိဘူးဆိုရင်ကိုယ်ကဘလောက်ပဲအတန်ထွက်လေ့ကျင့်လေ့ကျင့်မကောင်းလောက်ဘာနဲ့တူလဲ ဆိုတော့ဥမာအဆုံးသားအတန်နေပေါ့လေဆိုတော့ကိုကအဆုံးသားအတန်အာနေနေတာကြီးရောဒါကိုကိုကလေ့ကျင့်တာမျိုးမရှိဘဲနဲ့ဟာ IPA တွေလေ့လာလိုက် linking sound တွေလေ့လာလိုက် stress တွေလေ့လာရတယ်အဲ့ဒီအပိုင်းအကုန်ကျွမ်းကျင်သွားမယ်အကုန်သိသွားမယ် ဒါမဲ့စကားပြောကြည့်အတန်ထွက်ကဒုံရင်ကဒုံရင်ပဲဘာမှမထူတော့ဆိုတော့အဲ့လိုမျိုးမဖြစ်စီဖို့အတွက်လန်နဒိုဟာကို့မှာရှိတဲ့အတန်ထွက်အာနယ်ချက်လေးတွေကိုအရင်ဆုံးသိချာကုစားဖို့လိုတယ်။ and အခုလိုမျိုးလန်နဒိုရဲ့အတန်ထွက်အာနယ်ချက်တွေကိုကုစားပြီးမဲ့တင်နန်းကကျွန်တော်စီမှာဖွင့်လှစ်ထားတဲ့ Zenit Fanatic Course တွေဖြစ်ပါတယ်။ and ဒီ course တွေအကြောင်းကျွန်တော်အနည်းငယ်ရှင်းပြပေးချင်လို့ပါ။ဒီလိုလေကျွန်တော်စီမှာ Fanatic Course ၄မျိုးရှိပါတယ်။ Video Class ရှိတယ်။သူက Basic to Intermediate အတွက် UR ဖြစ်တယ်။တနည်းအားဖြင့် Fanatics ကိုအခြေခံအနေစပြီးတော့မှစနစ်တကျလေ့လာခြင်းနဲ့ vulnerability တို့တကယ်တင့်တော်တဲ့အသင်တန်းဖြစ်ပါတယ်ပြီးရင် face to face class ရှိရယ်သူက basic to advanced အထိတခါတည်းတုံ့ပို့ပေးမဲ့သင်တန်းပါဆိုတော့ class တစ်ခုတည်းကနေ advanced ရောက်အောင်ပို့ပေးမှဖြစ်တဲ့သူက d course ဟာ တော်တော်ပြီးပြည့်စုံတဲ့ course ဖြစ်ပါတယ် Fanatics နဲ့ပတ်သက်ပြီး Leonardo တည်စရာမှတ်စရာတွေအကုန်လုံးတနေရာထဲမှာစုစည်းပြီးတော့လေ့လာခွင့်ရမယ်တစ်ဆက်ထဲမှာကျွန်တော်ဒီ course ဟာမြန်မာမှာအပြီးပြည့်စုံဆုံး Fanatic course လို့တော့ခေါ်လို့ရတယ်တေချာတာကဒီ course လောက်ပြည့်စုံတဲ့ course မျိုး Leonardo တခြားဘယ်မှာမှတွေ့မှာမဟုတ်ဘာလို့ဒီစကားပြောရလဲဆိုတော့အဓိကကဒီ course ဟာမြန်မာတွေအတွက်တည်တန်းယူရဖန်တီထားတဲ့သင်တန်းဖြစ်ပါတယ်တနည်းအားဖြင့်မြန်မာတွေရဲ့အတန်ထွက်အားနည်းချက်တွေကိုတေချာလေ့လာပြီးတော့ဒီအားနည်းချက်တွေကိုကုစားဖို့ဆိုရယူရချက်နဲ့ဂယုတစိုက် share ဖန် န်တီးထားတဲ့တန်တန်းဖြစ်ပါတယ်။ So Fnatics နဲ့ပတ်သက်တဲ့တီးစရာတွေအားလုံးကိုတနေရာထဲမှာတီးရမယ့်အပြင်မြန်မာတွေအတွက်တီးတန်းဖန်တီးထားတဲ့သင်ခန်းစာတွေကအစဒီတနေရာထဲမှာစုစည်းပြီးတော့လေ့လာအောင်ဖြစ်တယ်။ပြီးတော့ဒီ face to face class မှာကျတော့ထူးခြားချက်တချို့ရှိသေးရဗျာ။တခုကတော့အခုပြောလိုက်တဲ့ပြည့်စုံမှုပေါ့နော်။တကယ်ပြည့်စုံတဲ့တန်တန်းဖြစ်ပါတယ်။ And ဒုတိယတစ်ခုကျတော့မလုံမနေရစနစ်ရှိရဲ And ဒီစနစ်အကြောင်းမသိသေးတဲ့လူတွေအတွက်နည်းနည်းရှင်းပြပြရစေ။ဒီလိုလေအတန်တော့ကောင်းချင်လို့တန်တန်းအပ်လိုက်တယ်။ဒါပေမဲ့တကယ်တန်တန်းအပ်ပြီးမှမတက်ဖြတ်တဲ့ပြဿနာတွေရှိတတ်ကြတယ်။အာဒီနေ့မသွားချင်ဘူး။ဒီနေ့မတက်ချင်ဘူး။ဒီနေ့ ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ or မလိချင်းဖြစ်တာတွေရှိရဲ့မိသွားလို့အလုံများသွားလို့ကျွန်တော် class မှာအဲ့ဒါလုံးဝအဖြစ်မခံဘူးဒါတင်နန်းအပ်တဲ့အခါမှာလဲကြိုတင်တိထားလို့ရအောင်ကျွန်တော်တေချာရှင်းပြထားခြင်းဖြစ်ပါတယ်မလုံမနေရစနစ်ရှိပါတယ်အဲ like လိချင်းစရာတွေဘာတွေကိုကျွန်တော်မလုံလို့မရအောင်မလုံရင်ကျွန်တော်ကိုကာကိုလာတောက်ပြီးရင်မှာအဲ့ဒီဟာလေးရှိရပါနော်ပြီးရင် feedback အစီအစဉ်လေးရှိရဲ့ so feedback ကဒီလိုပါ learner တို့က class တက်ရုံနဲ့အတန်ထွက်ကောင်းနေအောင်မှာမဟုတ်လိချင်းရမယ်ပြီးတဲ့အတိုင်းပဲ and တင်ငန်းစာတစ်ခုပြီးတိုင်း learner တို့ကိုကျွန်တော်လိချင်းစရာလေးတွေပေးတယ် and အဲ့ဒီ ေ့ကျင့်စရာလေးတွေကိုပုံမှန်လေ့ကျင့်မှရတယ်မလုံမနေရစနစ်ရှိရမယ့်ကိုလာတောက်ပါဗျာလေ့ကျင့်ပြီးတိုင်းကျွန်တော်တို့ပို့ပေးရတယ်ပို့ပေးပြီးတာနဲ့ကျွန်တော်တို့ feedback တွေပေးမယ် like learner တို့ရဲ့အတန်ထွက်မှာဘယ်ပိုင်းကအားသာချက်ရှိရဘယ်ပိုင်းအားနည်းချက်ဖြစ်နေရဒီအားနည်းချက်ကိုဘယ်လိုလေ့ကျင့်မှရမယ်ဘယ်လိုကုစားမယ်ဆိုရယ်အသေးစိတ်လမ်းညွှန်ချက်လေးတွေကိုကျွန်တော်တို့ feedback လေးနဲ့ပြန်ပြီးသွားမယ်အဲ့တော့စဉ်းစားကြည့်ဗျာ class ကလည်းမတက်လို့မရအောင်ပုံမှန်တက်ဖြစ်သွားတယ် class ထဲမှာလေ့လာရတဲ့အရာတွေကလည်းကိုယ်အရင်ကတည်းကလိုအပ်နေခဲ့တဲ့အရာတွေကိုပဲတီးတန့်ရွေးပြီးတော့ရှင်း share လေ့လာခွင့်ရမှာဟုတ်တယ်ပြီးတော့ ပုံမှန်လေ့ကျင့်ဖြစ်သွားတယ်လေ့ကျင့်လို့ပြီးတိုင်းလဲကိုယ့်အတွက်လိုအပ်နေတဲ့ feedback တွေကိုမပြတ်ရနေမှာဆိုတော့ဒီပုံစံအတိုင်းလေ့ကျင့်သွားမယ်ဆိုရင်လေ့လာသွားမယ်ဆိုရင်ဒီသင်တန်းကာလပြီးတဲ့အခါ learner တို့ရဲ့အတန်အတွက်ဟာတည်တည်တသာတိုးတက်ပြောင်းလဲနေမှာဖြစ်ပါတယ်အာစကားကြုံလို့ပြောရမယ်ဆိုရင်သင်တန်းကာလကသတင်းပတ်10ဘတ်ကနေ15ဘတ်ကြာမှာဖြစ်ပါတယ်အတိအကျတော့ပြောလို့မရဘူး because class တစ်ခုနဲ့တစ်ခုပုံမူတည်ပြီးတော့တချို့ကြမြန်တယ်တချို့ကြနေရဲဒါပေမဲ့တေချာတာကကျွန်တော်တို့ကဒီ lesson တစ်ခုကိုပြီးဖို့ဦးစားပေးမှာမဟုတ်သင်တန်းတစ်ခုပြီးဖို့ဦးစားမပေးဘူးသင်ပေးလိုက်တဲ့ lesson တိုင်းကိုတေချာစေဖို့ပဲဦးစားပေးတယ် like learner တို့နားလည်နေရတေချာလား learner တို့ဒါကို absorb လုပ်နေရတေချာလားဒီတိုင်းအတိအကျလေ့လာလေ့ကျင့်နိုင်နေလားဒါလေးကိုပဲဦးစားပေးမယ်ပေါ့နော်ဆိုတော့ကြာပါစေပေါ့လေဘလောက်ကြာကြာဗျာဒီ course ပြီးတဲ့အခါ learner တို့ရဲ့အတန်ထွက်ပုံမကောင်းမနေရမယ်အများကြီးပြောင်းလဲနေရမယ်တည်တည်တတ်တာတိုးတက်နေရမယ် တငယ်ချင်းတွေတော့မှဟာနဲ့အတန်ထားတော်တော်ကောင်းလာပါလားလို့မှတ်ချက်ချနေရမယ်အဲ့လောက်ထိတိုးတက်စီမံအသင်တန်းဖြစ်ပါတယ် and the course အကြောင်းစိတ်ဝင်စားတယ်နောက်ထပ်သိချင်တာရှိရစင်ဒီဗီဒီယိုရဲ့ comment ထဲမှာဖြစ်စေ or ကျွန်တော် Facebook page ရဲ့ CV ကနေ fanatics လို့ရေးထားပြီးလို့ရပါတယ်အာဒီလိုလေလည်းတို့ TikTok တို့ YouTube တို့ Telegram တို့ကနေဒီဗီဒီယိုကြည့်နေရစင်လဲကျေးဇူးပြုရကျွန်တော်ရဲ့ Facebook page ကိုဆက်သွယ်ပေးလိမ့်နော် because ကျွန်တဲ့ social media မှာကျွန်တော်ဆက်သွယ်ရဆက်သွယ်ရခက်လို့လေ or တခြားဆက်သွယ်လိုက်ရမယ့်နီလန်းတွေကိုလည်းကျွန်တော် comment ထဲမှာထည့်ထားပေးရရှိရစင် chat ဝင်ကြည့်လိမ့်နော် ဒီ face to face class စတင်မယ်ရက်စွဲတွေပြီးတော့ promotion discounts ဒါလေးလည်းကျွန်တော် မကြမကြပေးလေးရှိရယ်အဲ့ဒါတွေကိုလည်းကျွန်တော် description မှာရေးထားပေးရရှိရယ်ဆိုတော့တခြားအမှလည်းဝင် check လုပ်လေနော်